။ Liverpool ရဲ့ Manchester United ခီးကပြီးဆုံးတော့မှာလား။ Brighton အားလုံးရဲ့မိန်းမများ Manchester Forwards ကနေပြန်လဲကြိုးဆိုလိုက်ပါရင် အသင်းသင်းရဲ့အောင်မြင်ခြင်းကြောင့်ရှုံးခြင်းအားနီးပြတဲ့တိုင်းသက်ဆိုင်တဲ့ရလဲဖြစ်ပါရင်ဒါကြောင့်လည်းအသင်းသင်းရလဲနေဆုံးနေပြီဆိုရင်နီးပြကတောင်းရင်ယူပြီးနှုတ်ထွက်ရတာတွေစာချုပ်ဖျက်သိမ်းရတာတွေဟာဘောလုံးလောကမှာဖြစ်နေဖြစ်တာရှိတဲ့ဇာတ်လမ်းတွေဖြစ်ကြပါရင်မန်ချက်စတာနယ်တက်ကိုဆိုင်နဲ့ဖာဂူဆန်ကတခြားဘယ်အသင်းမှလိုက်မမီတဲ့အောင်မြင်မှုတွေရယူပေးခဲ့ပြီးရွှေခေတ်တစ်ခေတ်ကိုတိစောက်ပေးခဲ့ပါရင် ဒီအခါမှာ United ရဲ့စံတမ်းပန်းချက်ဟာ Ferguson ဖြစ်လာပြီးဒီလိုလှုပ်ဆောင်မပေးနိုင်ဘူးဆိုရင်တော့နီးပြတဲ့တယောက်ပြီးတယောက်အသင်းမှာမမြဲဘဲလူမှန်တွေးဖို့အချိန်ယူနေရပါတယ် United ရဲ့2024နဲ့25ဘောလုံးရာသီကတော့ပြီးဆုံးတော့မယ်လို့ဆိုနိုင်ပြီးဒီရာသီကတော့27ရာစုရဲ့အဆိုးရွားဆုံးရာသီဖြစ်ဖို့လည်းတေချာသလောက်ဖြစ်နေပါပြီဒီတော့ဒါရင်အားလုံးအတွက်တစုံတယောက်ကတာဝန်ယူရမယ်ဆိုရင်ဒါကနီးပြပဲဖြစ်ပါလိမ့်မယ်နေပြရိုဘင်အမော်ရင်ဟာ United ကနေပြန်ပြုတ်တော့မယ်ဆိုတဲ့သတင်းတွေကလည်းဇက်တိုက်ဆိုလိုထွက်ပေါ်နေတဲ့အချိန်မှာအမော်ရင်ရဲ့အနာကန်းနဲ့ပတ်သက်ပြီးအတီးပြူးချက်ထွက်ပေါ်လာခဲ့ပါတယ် ယူနိုက်တက်အာဘီဂရန်နဲ့တင်ပါအရစ်တန်ဟတ်အနည်းပြရောက်ရှိလာခဲ့ပြီးတဲ့နောက်တရားဒီဖလားတစ်လုံးလုံးနဲ့ဖြည်းဖြည်းမှန်မှန်ချီတက်ခဲ့ကြပါတယ်ပြီးခဲ့တဲ့နေရာဒီမှာယူနိုက်တက်အတွက်လီဖလားနဲ့အက်ပေကတ်တို့ကိုရယူပေးခဲ့တဲ့အရစ်တန်ဟတ်နဲ့စာချုပ်ကတန်တိုးခဲ့ပါတယ်ဗဒမဲ့လည်းနိုင်ဝဲမရောက်ခင်ပါတင်တန်ဟတ်ရဲ့ရလဒ်တီကတွင်းဆုံးကြလာခဲ့ပြီးအောက်တိုဘာမှာလမ်းခွဲရဖို့ဖြစ်လာခဲ့ပါတယ်ဝါစီပြည်တဲ့ယူနိုက်တက်ကိုပေါ်တူဂီလိုမျိုးအနည်းပြရိုဘင်အေမိုရင်ကဆက်ခံလိုက်ရပြီးနိုဝင်ဘာမှာ မန်ချက်စတာကိုစတင်ရောက်ရှိလာခဲ့ပါတယ်။အင်မိုနီယာမန်ချက်စတာနဲ့တက်တွက်ပွဲပေါင်းစုစုပေါင်း၄၀ပွဲကင်တွဲခဲ့ပြီး၅ပွဲပဲနိုင်ပွဲရှာဖွေနိုင်ခဲ့တာကြောင့်အင်မိုနီယာဝင်းရိတ်ဟာ36ရာခိုင်နှုန်းပဲရှိနေပါတယ်။အင်မိုနီယာပရီးမီးယားလိမ်မှာနိုင်ပွဲပြောင်းဆုံးနေတာပွဲဆက်နေခဲ့ပြီးဆိုပေမဲ့ဥရောပမှာတော့ရှုံးဝဲမရှိအသင်းအဖြစ်ယောဘာလိဖိုင်နယ်ထိရောက်ရှိခဲ့ပါတယ်။ယူနိုက်တက်တရားသီလုံးအစိုးရကိုတင်မုံချေနိုင်ဖို့ဆိုရင်ယောဘာလိချန်ပီယံဖြစ်ဖို့လိုအပ်ပေမဲ့ဒီပွဲကကြာမှာတော်တန်ယန်ကိုဝမ်းစီနဲ့ရှုံးနေပြီးခဲလီတို့များတင်းရေးကြခဲ့ရပါတယ်။ ယူနိုက်တာယူပါလိဖိုင်နယ်ကိုရှုံးနေလိုက်တဲ့အတွက်ဘောလုံးပိုင်းဆိုင်ရာရောမွေကြီးပိုင်းဆိုင်ရာနှစ်နာဆုံးရှုံးခဲ့ရပါတယ်။ချန်ပီယံလိဝင်ခွင့်ဆုံးရှုံးလိုက်တဲ့ယူနိုက်တာဟာနောက်ရာသီမှာစူဂျေးမွေရဆရာမရှိတော့တာကြောင့်ပိုကျက်လဲလာမှာဖြစ်သလိုကစားမအထစ်တွေကိုဆွဲဆောင်နိုင်မှုကလည်းပြန်ပန်အသင်းတွေထက်ဆိုင်တပန်းရှုံးခဲ့ပြီလို့ဆိုလိုက်ပါတယ်။ဒီတော့ဒါတွေအားလုံးတာဝန်ယူပြီးအင်မော်ရီနှုတ်ထွက်လိမ့်မယ်ဆိုတဲ့သတင်းဟာယူနိုက်တက်တို့ဘီဘာဟုကနေပြန်မလာခင်ပါတယ်ဘလူးပြန်နေခဲ့ပါတယ်။ဒီနေ့တော်တွေကအင်မော်ရီအပေါ်နည်းနည်းလေးတော့အားနာခြင်းမရှိပဲဒီသတင်းကိုပဲမျှဝေခဲ့ပါတယ်။အင်မော်ရီက တကယ်လို့ဘောအဖွဲနဲ့ပရိသတ်တွေကကျွန်တော်ကိုအတင်းကနေမတင်တော်ဘူးယူဆရင်ကျွန်တော်ရောချင်းမြူပဲမနှက်ဖန်ပါပဲထွက်သွားပေးပါပါဒါပေမဲ့အခုကျွန်တော်အရှုံးမပေးပါဘူးလို့သတင်းတော်တွေကိုပြန်ဖြေခဲ့ပါတယ်အမေရိကန်က TNT Sport နဲ့အင်တာဗျူးမှာသူဟာ United အတွက်အတင်းလျော်တဲ့နီးပြားတယောက်ဆိုတာယုံကြည်မှုရှိနေသေးတဲ့အကြောင်းပြောလာခဲ့ပါတယ်အခုဆိုရင်ကျွန်တော်မှာစာတော်ကထက်တော်ယုံကြည်မှုပိုရှိလာနေပါတယ်ဒါကခက်ခဲတဲ့အလို့ဆိုတာစောကြီးတဲကသိပါတယ်ဒါတော့မှကျွန်တော်တို့ကအင်္ဂလန်အသင်းတင်းကိုရှုံးထားပါတယ်ပရိသတ်တွေကလည်းတကယ်အဆင်မရှိကြပါဘူးဒါပေမဲ့ကျွန်တော်ဘယ်ကောမှမသွားသေးပါဘူးဒီတစ်ခါတော့တကယ်ယုံကြည်ချက်အပြည့်ပါပဲလို့အင်မော်ရင်ကပြောခဲ့ပါတယ် အမေရိကန်ဂျနဝါရီလတုန်းက United အဖွဲ့အစည်းရဲ့ဓာတ်တွေကိုခက်ချမ်းချမ်းခံလိုက်ရပြီးတဲ့နောက်မှာအသင်းကနေထွက်ခွာသွားဖို့စဉ်းစားမှုကြောင့်ပြောခဲ့ပူပါတယ်။အမေရိကန်ဟာ United နဲ့2029လရာသီအထိစာချုပ်တရံကျန်ရှိနေသေးတာပါ ဒါပေမဲ့ Emory ကိုအသေးပိုင်းရှင် Sergeant Reckley ရောဘုတ်ဖွဲကပါအပြေးပါထောက်ခံထားတဲ့အကြောင်းသိရပါတယ်။ BBC Sport ရဲ့သတင်းမှာလည်း United က Emory နဲ့ပတ်သက်ပြီးတဝါရပြောင်းလဲသွားခြင်းမရှိကြောင်းဖော်ပြသွားတာမို့နောက်အသည်မှာလည်း United မှာ Emory ကိုဆက်လက်မြင်တွေ့ကြရမှာဖြစ်ပါတယ်။နောက်အသည်မှာဥရောပပွဲတွေကစားဖို့မလိုတဲ့အတွက် Emory နေနဲ့အသင်းကိုစိတ်ကြိုက်ပြန်လဲတည်ဆောက်ပြီးဒုတိယဖာဂူဆန်တကယ်ဖြစ်လာနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီးကောင်းချိုလိုက်ရပါတယ်ခင်ဗျာ